ပါဘူးဘာမှန်တိုင်းပဲလေငါကိုရေးဆုတ်ပြတ်ဆတ်နေတဲ့နိုင်ငံအာနာယူပြီးတော့မသိမ်းသင့်မသိမ်းထိုက်ပဲနဲ့အာနာသိမ်းတဲ့လောက်ရက်ကိုလောက်ခဲ့တယ်အဲ့ဒီတော့ဆိုရင်ကျွန်တော်တို့တိုင်းပြည်လေတော်တော်လေးစစ်စစ်ကားလေးဖြစ်နေပြီကျွန်တော်နိုင်ငံသားလူတွေကလည်း2023 2024လောက်ဆိုငါတို့ပြန်ညမယ်အားလုံးမျောနေကြကိုစီနဲ့တော်တော်လေးအဆင်မြင့်နေပြီရင်းနှီးမြှုပ်နှံမှု investment တွေနဲ့ဂျပန်တို့ဈေးကနေဝင်မှုအဆင်သင့် အဲ့ဒီအချိန်မှာအလုတ်ကင်ကိစ္စတွေဆိုလေတော်တော်များများပြည်တွင်းမှာအလုတ်ကင်တော်တော်ကြီးကိုပေါ်ထွက်လာတဲ့အခြေအနေဖြစ်ပြီးတော့တော်တော်များများအလုတ်ကင်နေရှိနေကြတယ်ချိန်ဖြစ်နေအဲ့ဒီအချိန်မှာဘာမှမဟုတ်တဲ့ကိုမှရှိတဲ့စီစဉ်ဥစ္စာမပြည့်စည်ရကိုအာဏာမပြည့်စည်ရအတွက်အာဏာသိမ်းခဲ့အခုချိန်တက်ဖြစ်တယ်တဘာဝဘေးရနေရဒီကြီးတော်လည်းဒီလိုပဲပြည်သူကပြည်သူကယ်ကြဟုတ်ခွေငပုတ်ပြောတယ်အခုလည်းငလင်းတယ် နည်းနည်းနော်နော်လာဗျာတီးဆုံးကြလားချုပ်စရာကြီးဗျာစိတ်တော်မကောင်းမနေညခါဆိုရင်အဲ့လိုကိုမရဘူးဒါတွေကိုချိအိုးအိမ်အောက်ထဲမှာညံ့နေတဲ့ကလေးလေးတွေချိတော့မရဲပါဘူးဗျာကျွန်တော်ကြော်ကြော်လိုက်တယ်မခံစားနိုင်လို့မအိမ်နဲ့ဝိတာစုတီအဲ့တော့အလျင်မြန်ကယ်ယူနိုင်ခြင်းမရှိဘူးကယ်နိုင်ဖို့အတွက်လည်းရန်ရာပြည့်ပြည့်စုံမရှိဘူး နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့အဲ့တခုလည်းပေါ့လူငယ်တွေမရှိဘူးကျွန်တော်တို့အရင်တော့ဆိုမှတ်မိလားမသိဘူးကျွန်တော်တို့ရေပေးလားကိုဗစ်တုန်းကပထမကိုဗစ်တုန်းကလူငယ်တွေဘယ်လောက်ညင်ညွတ်ကြလဲအများကြီးအစိုးရနဲ့တန်းတို့အလုံးလုံးသွားလားအခုကျတော့လူငယ်တွေမရှိဘူးဘယ်ရှိမလဲစောက်ရေးမပါတဲ့စစ်ဥပဒေကိုပြဋ္ဌာန်းတယ်မနိုင်တော့ဘူးသူတို့မှစစ်သားအေးအားမရှိတော့ဘူးအဲ့ဒါကိုလှိမ့်ပိတ်ပြီးတော့ ပေါ်တာတွေဆွဲတယ်လူငယ်တွေကကြောက်လန့်ပြီးတော့နိုင်ငံသားတွေရောက်ကုန်တယ်ငကူတွေကကျွန်တော်တော်တဲ့တောင်တွေဒီမှာကျွန်တော်တို့တောင်ပေါ်ထမ်းဆောင်နေကြတဲ့တိုင်းပြည်တော်တောင်ပေါ်ထမ်းဆောင်တဲ့လူငယ်တွေအများစုရောက်ခဲ့တယ်လို့ကြံတဲ့လူငယ်တွေအခုဒီနိုင်ငံသားဖက်ကအများကြီးကူပြောင်းသွားတော့လူငယ်တွေမရှိဘူးတကယ်ကူညီနိုင်မဲ့လူငယ်လူရွယ်တွေရှားပါအဲ့ခါကျတော့ဘာဖြစ်လဲတော်တော်မကူညီနိုင်ဘူးဟိုးလုံးကဆိုမှတ်မိလားဟိုးလုံးကအနေထားတိုင်းတာကျွန်တော်တို့လူငယ်တွေတိုင်းပြည်မှာ ရှိနေခဲ့ရင်ဒီအချိန်နောက်ဆိုရင်ဒါတွေအားလုံးကိုသူတို့လုံနိုင်ပြီတေးကြတဲ့အမြန်လမ်းမကြီးဘောကသွားလို့မရအောင်ဆိုတော့ရောက်အောင်သွားပြီးကုညီပေးကြမှာထွက်လာမဲ့လူအုပ်ကြီးအများကြီးဖြစ်မှာခုတော့ဗျာကြည့်ပါဦးဗျာပကံစကိုင်းမန္တလေးဆိုချိန်ထွက်သွားတယ်သူဒီဘယ်နှယောက်တေးဆုံးတေးဆုံးမလဲမသိဘူးဟိုမှာ၁၇ထပ်တိုက်ဆိုရင်၅ထပ်လောက်မြုပ်နေတယ်အထဲမှာဘလို့မှမခင်နိုင်ဘူးညဘက်ရောက်လို့ဘာဖြစ်လဲ ငါတို့မကင်နိုင်လို့ဆိုသွားလဲသူများစီမှာထိုင်းမှာဆိုအရေးပေါ်24နိုင်ကြီးကဲတင်နေတယ်ကျွန်တော်စီမှာဘာစီစဉ်မှမရှိဘူးလေကျွန်တော်ကဒါတွေကိုလှုပ်ထားတာအမှမှငါလှင်းဆိုတဲ့ earthquake ကဟုတ်တယ်ဘယ်အချိန်လှုပ်မယ်မှမသိဘူးဒါမှခံမှန်လို့ရတယ်လေအဲ့ဌာနဆိုင်ရာတွေကဒီလိုမိုးလေဝသကနေခံမှန်ကြထုတ်လို့မရဘူးလားဒါမှမဟုတ်အလုံးမလှုပ်တာလားအပြောတတ်တော့ဘူးရအခုဖြစ်လာပြီထားလိုက်တော့အဲ့ဒါမှဒီကဲအခုဖြစ်လာပြီအဆီဇင်ပလန်နေရှိရမယ် ကဲကဲစဘူးတော့ရှမငွေအစင်းသိရှိရမယ်ဘလို့ကဲစရမယ်ပလန်တိုက်ထားရှိထားရမယ်ကျူတင်ကောက်ဘူးတဲ့အပိပစ္စည်းကဲစေးပစ္စည်းတွေဆိုအသိရှိနေရပမာဒါပါတော့ထိုးမှာအစင်းသိရှိတဲ့နိုင်ငံတွေတော့မဒီလိုတိုက်ပြိုကြဒီလိုတွေဖြစ်ဒီလိုရက်ပေါင်းများစွာဆဲယူရတာသူပါစီစဉ်ဘာပလန်မှမရှိဘူးအခုပြိုကြကန်ဒီတိုက်တွေဒါတွေအနေနဲ့တအားရှိတယ် အထဲမှာရောက်နေတူတွေအခုဘလို့ပြည့်လဲဟိုးမှာပြုံနေတဲ့တိုက်တွေကလူတွေရှိနေတယ်မဆယ်ရသေးဘူးဟိုးမှာမနေ့ကပြူထားမဲ့တိုက်တွေဒီနေ့တော့ပြူကြလာပြူတော့မတိုက်ဘွာရောရဘာပြောလို့ပြောမှမတော်မသိဘူးဒီလိုကောင်မျိုးနဲ့ကတော့ကျွန်တော်နိုင်ငံဒီလိုပဲဆုပ်ပြတ်သတ်နေပါမယ်နိုင်ငံညာအပူကြီးအခုရုရှားကြီးကအခုယူတယ်လို့ပြောတယ်ကြည့်တာဟုတ် ပြောပြောရင်လေးတယ်ဒီလိုកောင်မျိုးနေဒါတွေဒီកောင်နေအခုမှဘူកောင်တော့កောင်ဘာလဲဂျပန်အာပါနေပြီးတော့လောက်မှကိုလုံးကိုတယ်ပြပြီးတော့မင်းနဲ့လှုပ်ပြနေတာတကယ်တကယ်ဒီဘကိုတိုင်းတို့ဒီအပေါ်ပိုင်းဒေသတွေမှာရခိုင်တို့မှာဘုံချက်မပြတ်ဘူးငလင်လှုပ်တော့လောက်တိရအမတရှုပ်ပါတဲ့ကောင်ဘလိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ချက်နေတဲ့ပြည်သူတွေကတော့ထုံးစံအတိုင်းပါပဲ ပြည်သူမှပြည်သူတို့ပေါ့ပြည်သူချင်းချင်းမကူညီရအောင်ပါပေါ့ပြောတုံးစားမရတဲ့အဆိုအနေကတော့ဘာစီစဉ်ဘာပလန်မှမရှိဘာအရေးပေါ်ချင်းဘလို့ကျင်ညာရမယ်ဘလို့ဒီအခုဒီဘာတခုမှသေးသေးချာမရှိဘူးအထဲမှာအထဲမှာရှိနေတယ်လူတွေကတော့ရှိနေတော့မှာပဲဒီလူတွေကပဲကူညီပေါ့ပုံစိုးတာလူငယ်တွေအများကြီးရော့သွားတယ်အင်းအားလည်းမရှိတော့ ဲ့ခါကျတော့တမ်းပါတယ်ဘလဘုန်းနေဘုကောင်းလေဗျာတကယ်ပြည်သူလူလူကျအတက်တယ်ပြည်သူလူ OAC ရင်းတတ်လုံးရှာထားတဲ့ဟာဒီဗျာအာယောပဲဒီစကိုင်းပြည့်ပြည့်ကျော်ဆိုတာလေမသိစရာအကြောင်းလည်းမရှိဘူးဗျာအဲ့စကိုင်းပြည့်ပြည့်ကျော်ဆိုတာငါလင်းနဲ့ပတ်တဲ့အမြင့်နဲ့စောက်ကြည့်နေရမနေရတခုကီလိုမီတာ1200လောက်ရှိတယ် ဒီစကိုင်းပြည့်ပြည့်ကျော်ကြီးတကယ့်နာမည်ကြီးဒီကဘာကအစအာလုံးတမတ်ထားတဲ့ငလင်ပြောဒါဟုတ်တော့ဒီထဲမှာတော့မဒီဟာလေးတခုတော့မှဒီကောင်လေးစစ်စစ်ကြာခတ်မနိုင်ဘူးပညာရှင်မရှိတာဘာပြောမှလည်းမသိဘူးဘယ်လိုပဲဖြစ်ဖြစ်ပါဒီအချိန်မှာဟိုအရေးပြောဒီဟာတွေပြောအော်ကျွန်တော် attention ယူတာမဟုတ်တော့ဝါသနာဘာလို့ attention ယူတဲ့ကိစ္စအေးအဲ့ attention ယူတဲ့ကိစ္စဆိုမှတတိယတည်းလေဟိုဘာဖြစ်လဲငလင်နဲ့ပတ်သက်ပြီးပြောင်းတယ်လို့နောက်တယ်လို့ ਨੇ လိုက်ခရဘူးလုံနေတဲ့ကောင်လေးအကောင်လေးနဲ့တေးချမှတ်တာပါကောင်းကောင်းကျွေးရမယ်စောက်ရည်ထဲမှာစောက်ရမပေါက်တော့ကောင်လေးဆိုရှယ်နေပေါ်မှာတော့နမကြီးကျင်နေတဲ့ဟာလေးအကောင်လေးနဲ့တတိတာအေးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီစနစ်ကြီးတက်ဆိုရှေ့နေတို့ရတော့ကျွန်တော်တို့ပြည်သူတွေခံစားနေရမှာပဲဒါတွေမခံစားကြရင်တော့ဒီစနစ်ကိုတွန်းလှန်မှဖြစ်မယ်အဲ့ဒါကိုလည်းခေါင်းနဲ့ထဲကြပါတော့ကျွန်တော်တွန်းလှန်ရမယ်မြန်မြန်တွန်းလှန်နိုင်နေကောင်းနေပဲအဲ့လိုမြန်မှုတော့ကျွန်တော်တို့ဘက်ကလူတွေလည်းစီးလုံးကြပါတော့ ညင်းညွတ်ကြပါတော့ NUG တို့ EO တို့ PDF တွေအကုန်လုံးစီးရုံးကြီးရောက်ပြီးဒါအောင်မြန်မြန်တွန်းလာနိုင်မှဒီဘဝကျွတ်တော်မယ်ဒီလိုမတည်သေးမတည်ထိုက်ပဲနဲ့တည်ကြရမယ်အဖြစ်ပြက်တွေမဆုံးချုံမဆုံးချုံတိုက်ပဲနဲ့ဆုံးရှုံးနေရတဲ့အဖြစ်ပြက်တွေဒါမှမရှိဘူးဖြစ်မှာဒါမှရော့ချမှာအဲ့ရောဗျာအားလုံးညင်းညွတ်ဒီကောင်တိုက်ဒီကောင်ပြုတ်မှကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်ဖန်တီးလို့ရမှာကောင်းမွန်တဲ့ နိုင်ငံရဲ့အရေးတခုဖန်တီးလို့ရမယ်အဲ့တော့အားလုံးပေါင်းဝင်ကူညီပေးကြပါအားလုံးပေါင်းစည်းပေးကြပါလို့ပြောချင်ပါတယ်နောက်တစ်ခုဒီဘင်္ဂလင်တန်မှာခန်းစားခဲ့ရတဲ့ကျွန်တော်မြန်မာနိုင်ငံကျွန်တော်ညီကိုတွေလေပိုင်းတိုင်းတစ်ခုလုံးငလင်းတန်ထိတဲ့နေရာကအားလုံးဆုံးရှုံးနေဝါနဲ့မိသားစုတွေကျွန်တော်ရဲ့ညီကိုမောင်နှမရဲ့ကျွန်တော်ရဲ့အဖေမေတွေကျွန်တော်တို့ရဲ့ဆွေမျိုးတွေအားလုံးကိုလည်းဒီကနေ့တော့စိတ်မကောင်းကျွန်တော်စိတ်မကောင်းပါဘူးလို့ပြောချင်ပါတယ်ကျွန်တော်ဘက်ကတတ်တိုင်တာကတော့ဒီငလင်းတန်အတွက်ကျွန်တော်တို့ အလူအတန်းတွေကျွန်တော်တို့တွေပေါ်ဆောင်ပေးဖို့အစီအစဉ်တွေရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကနေပြီးတော့နိုင်ငံခြားရောက်နေတဲ့ကျွန်တော်တို့ဒီကွန်မန်ဒိုမတွေကနေပြီးတော့စုစည်းပြီးအားလုံးလုပ်ပေးကြမှာအသေးချပါပဲဘာပြောဗျာစိတ်လည်းမကောင်းတာတက်ကိုစိတ်ကပူတော့နာသေးတယ်ခံလဲခံစားရပါတယ်အဲ့အဲ့ဒါလေးပြောချင်ပါတယ်အခုခံစားနေရတဲ့ဒီကွန်မန်ဒိုမတွေတော့တကယ်ကိုကိုကျင်းစားပါတယ်လို့ကျွန်တော်စိတ်မကောင်းပါဘူးကျွန်တော်လည်းနှက်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ပေါင်ဝင်သွားမှာပါလို့ ဖိုက်တင်ပါလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘာမှမပါဘူးကျွန်တော်ဆက်မိဆက်ရအဲ့ဒါလေးကိုကျွန်တော်ဖီးဖြစ်လို့ပြောတာပါကျွန်တော်စကားတွေအဆင်မပြေတာရှင်းနေခွင့်လို့